ဒီပျက်စီးလက်တံသောအရာကိုမွန်းမှန်ရင်းနဲ့အချင်းကုန်းနေတာအတိပဲရှိသလားကိုယ့်ကိုစဉ်းစားပေါ့ဟုတ်လားအရင်တော့ငငယ်တုန်းကနော်ကလေးဘဝတုန်းကတဲ့အိမ်ကလေးတွေဆောက်တန်းကစားတာကို အမှတ်ရတယ်ပေါ့နော်မိုးရွာပြီဆိုရင်နော်တနေနဲ့ထွက်ပြီးတော့တဲတွေဖုံလေးရှုရှုပြီးတော့အဲ့ဒီခြေပမိုးလေးပေါ်ကိုတဲတွေအုံအုံပြီးတော့ဒီခြေတော်လေးကိုပြန်ထုတ်ပြီးတော့လှိုင်ကောင်းလေးရတယ်ဟုတ်လားဆော့ဖို့တယ်ဟုတ်လားဘလောက်ကြာတော့အဲ့အိမ်လေးက တော့မှမကြောက်ဘူးလားခဏနေတော့ဘာလို့မရှိတော့ဆော်ရင်းနဲ့ပဲပြတ်သွားတယ်ပေါ့ခုတကမတော်ဦးကြီးတို့တွေကလည်းတကယ်တမ်းကတော့ဒီခန္ဓာကိုယ်ကြီးဟာပြည့်စုံမဲ့အရာ နောက်ရမဲ့ခန္ဓာကလည်းပြည့်စုံမဲ့အရာမပြည့်စုံမဲ့အရာတွေနဲ့ဆော့ကစားနေကြတဲ့ကလေးတငယ်တွေလိုပဲလို့အဲ့လိုပြောလို့မရဘူးလားဒါလည်းတန်ရုပ်ပါဠိတော်ထဲမှာမြတ်စွာဘုရားဟောထားတာရှိတယ်နော်ယဟန်တို့တဲ့ကလေးတွေဟာကစားစရာပြည့်စုံအမျိုးမျိုးနဲ့ကစားကြရတယ်ပေါ့ အဲ့ဒီကစားစရာတွေရဲ့အပေါ်မှာဆွဲလန်းတက်မဲ့မှုမကင်းသေးတဲ့မြတ်သူတို့ဟာအဲ့ဒီကစားစရာဖြစ်ရှိနေတဲ့ဆက်ပြီးတော့ကစားနေကြသေးတယ်။ဟုတ်လား။နောက်တစ်ချိန်မှဒီကစားစရာဖြစ်ရှိနေတဲ့အပေါ်မှာဆွဲလန်းမှုမမောမှုတွေ့တာမှုကင်းသွားပြီဆိုတာနဲ့အဲ့ဒီကစားစရာဖြစ်ရှိတွေကိုဖြန့်ကျဲပြီးတော့သူတို့မကစားတော့ဘူးတဲ့။ခုတကကြီးတို့မိုက်တို့အရှင်တို့အသက်ကြီးလာပြီဆိုတော့ဒါလောကအနေနဲ့ပြောတာပါ။အင်ကြီးတုန်းကလို့ကလေးကစားစရာလေးတွေနဲ့ကစားနေကြသေးလား။မကစားပါဘူး။အဲ့လိုကစားနေရင်လည်း စိတ်ယောဂစိတ်ယုံပို့ဝယ်ရှိတယ်။ဟုတ်လား။အဲ့လိုမကစားတော့ဘူး။ဘာဖြစ်လို့တုံးဆိုတော့ငါကစားတဲ့အရွယ်မဟုတ်တော့ဘူးလေ။ဟုတ်လား။ဒါပေမဲ့ကလေးတုံးကတော့အဲ့ဒါလေးပြက်စီးသွားပြီဆိုရင်ဘာလုပ်ရလဲ။ငိုရတယ်။အဲ့ဒါရဖို့အတွက်အရန်ကြိုးစားရတယ်။အဲ့ဒါမပြက်စီးဖို့အတွက်အရန်အားထုတ်ရတယ်ပေါ့။ဟုတ်လား။စဉ်းစားကြည့်နော်။အဲ့လိုပဲဦးဇင်းတို့ပုထုရှင်ဘုရားမှာဒီခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဒကာဓမ္မတို့ဦးဇင်းတို့အမှန်အတိုင်းမတိကျသေးတဲ့အတွက်ကြောင့် ကစားစရာပစ္စည်းကိုတက်မဲ့မောနေတဲ့ကလေးတယောက်လိုဆော့နေကြတော့ကစားနေကြတော့အကယ်၍တစ္ဆာလေးပါးကိုတိလို့အရိယာသူတော်စင်ဖြစ်ပြီဆိုရင်တော့ဒီကစားစရာပစ္စည်းတွေဟာမမောစရာမဟုတ်ဘူးဆိုတာကိုသူတို့စပြီးတော့သိတယ်ဟော။ယဟန္တာဖြစ်ပြီဆိုရင်တော့မကစားတော့ဘူးဟော။သတ္တတပံဖြစ်မယ်ဆိုရင်ကိုပဲအလွန်ဆုံးကာမဘုံမှာခုနှစ်ဘဝလောက်ပဲကစားပြီးရင်သူ မကစားတော့ဘူးဟော။သဘောပေါက်ရလား။ နော်ဒါကြောင့်ပြည့်တဲ့ပေါင်းသူတို့ပေါင်းတို့တည်ခြင်းတရားကိုစဉ်းစားဆင်ခြင်ခြင်းသည်ဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းကို နားလည်သဘောပေါက်ဖို့အတွက်အလွန်တရာမှအရေးပါတဲ့အချက်လို့နားလည်ရစဉ်းစားကိုယ့်အကိုစဉ်းစားကိုယ့်မှာဉာဏ်ရှိတယ်နော်စဉ်းစားတဲ့အခါမှာကိုတယောက်တည်းတည်ရလိမ့်မယ်လို့စဉ်းစားတာဟာမပြည့်စုံဘူးမြင်မြင်သမျှတတ္တဝါတွေအကုန်လုံးတည်ရမယ်လို့စဉ်းစားမှပြည့်စုံလားလူတွေကြီးစဉ်းစားလို့လည်းမပြည့်စုံဘူးတတိယဆန္ဒကိုလည်းစဉ်းစား နော်လက်တွေပါလေဒါချို့လည်းပဲဘုရားဘာသာဝင်တွေဖြစ်တဲ့အတွက်ကြောင့်ယုံကြည်ကြပြီးသားပါဟုတ်လားဒါတွေလည်းမဖြစ်ရဘူးဖြစ်စီရမှာပဲတည်ရမှာပဲဒါပစ္စည်းချင်းကလွတ်တဲ့တ ত্ত্ব ဝါဆိုတာလောကမှာမရှိဘူးအဲ့ဒါကိုဖိသက်ပေါင်းသူတော်တို့စဉ်းစားမယ်ဆိုရင်အတေလွတ်ချင်တဲ့စိတ်ကလေးတော့ပေါက်လာစေရရှိတယ်ဟုတ်မွေးဖွားလာတယ်အစဉ်ပြေတာမပြေတာတွေကိုရင်ဆိုင်မယ်ပြီးတော့ပစ္စည်းသွားတယ်တဖန်မွေးဖွားလာပြန်တယ်အစဉ်ပြေတာမပြေတာတွေကိုရင်ဆိုင်မယ် အေးတော့ပြည့်စည်သွားပြန်တယ်။ဟောနောက်တစ်ခါလာတော့လဲဒါပဲ။နောက်တစ်ခါလာတော့လဲဒါပဲ။ထူးတဲ့ဇလံမဟုတ်မထူးတဲ့ဇလံနေ။ဒီဇလံဟာထူးတဲ့ဇလံလို့ထင်နေရင်တော့စိတ်ဝင်စားမယ်ပေါ့။ဒီဇလံဟာထူးတဲ့ဇလံမဟုတ်ပါဘူးဆိုရင်တော့စိတ်မဝင်စားဘူး။ဟုတ်လား။အဲ့ဒါလို့ဆိုရင်ဒီဇလံကိုရက်ချင်စိတ်အောင်နိုင်တယ်ပေါ့။အဲ့ဒါဦးဇင်းတို့အသေးလွတ်ဖို့ဆိုတာကိုမပြောသေးခင်မှာ အသေးလွတ်ချင်စိတ်ပေါက်တင်တယ်ဆိုတာကိုပဲအရင်စံပြောနေတာပါ။ဟောဆိုအသေးလွတ်ဖို့ဆိုတာကပေတတော်ရှင်သာတည်တယ်ဆိုတာဘာလို့တည်တုံးလို့မေးရင်တည်တတ်တဲ့ဘဝကိုရလို့တည်တာပါ။ရိုးရိုးလေးနော်။အပေါ်ရန်စဉ်းစားရင်တော့ကင်းစားဖြစ်လို့ယောဂါလေးဖြစ်လို့ဘာပြူလေးကလှုပ်ကြံလို့ဘာဖြစ်လို့ညာဖြစ်လို့ဒါကအပေါ်ရန်အကြောင်းတရားတွေအဲ့ဒီအကြောင်းတရားကသိဖို့ဘာမှခက်ခဲမရှိ။နော်တည်တယ်ဆိုတာဘာလို့တည်တာတော့လို့မေးရင်တည်တတ်တဲ့ခန္ဓာကိုရလို့တနည်းအားဖြင့် မခိုင်မြဲသော အမြဲမတည်တံ့သော ခန္ဓာကိုရလို့သိရဟုတ်လားအဲ့လို့ဆိုရင်မသေးခြင်းဘာလို့မလုံးဆိုတော့တည်တတ်တဲ့ခန္ဓာကိုမရအောင်လုပ်ဖို့ရှိတယ်ဟောအဲ့ဒီအချက်ကျတော့ဒကာတော်မတို့ဦးဇင်းတို့ပုထုဇဉ်နေအနေနဲ့ဉာဏ်တက်ဝင်နိုင်ဖို့ခဲယဉ်သွားတယ်ဒီခန္ဓာမရဖို့ဒီဘဝမရဖို့ဆိုရင်တခါမှတော့ဦးဇင်းတို့ဒီကဘဝရဲ့ပုံမှာခန္ဓာရဲ့ပုံမှာအလွန်တွတ်တမဲ့မောနေကြတဲ့ပုံကိုယ်တွေပေါ့ဘဝမရှိဘဲနဲ့ခန္ဓာမရှိဘဲနဲ့ဘယ်လိုလုပ်ချမ်းသာမလဲလို့ ဘဝမရှိတဲ့အဖြစ်ခန္ဓာမရှိတဲ့အဖြစ်ကိုရကျင်တဲ့စိတ်ပေါက်ဖို့ဆိုတာတုံယုံတန်ယုံညံနေမလွယ်